ားလုံးပဲမင်္ဂလာပါ Red Manchester ကိုပုံပေါ်နေ United တွေတော့လည်းပြန်ပြီးပြည့်ကျူးလိုက်ပါတယ်ဆိုညကတော့ Manchester United က West Ham အင်းကို England မှာပဲ2-0ဆိုရလာနေရှုံးသွားတယ်ဒီရှုံးခွေးကြောင့်မလို့ကျွန်တော်အဆန်း16ရောက်ကိုရောက်သွားပြီ15နဲ့16ရောက်သွားပြီပေါ့နော်ဒါတော့မှ Tottenham Hotspur တို့ဘာလို့ရှုံးသွားလို့ညမဟုတ်ဆိုလို့ရှိရင်ဆက်ဆက်ပေါ်တွေပါရောက်သွားတော့မှဟုတ်စမ်းဆက်ချောက်ဆက်ခွန်ဆိုတော့ဘာလို့ပြောရမလဲတော်တော်တန်းဆက်ဆောင်ထက်မှပဲရှိ거든တန်းဆက်ဆောင်လည်းကတ်သွားတော့တာပေါ့နော်တော် တမိုင်းတခြားလွန်ခဲ့တဲ့နှစ်ပေါင်း60အတွင်းမှာဘယ်လိုပြောရမလဲဒီရာသီမှာရှုံးခွေ16ပွဲကြုံခဲ့ရတာပေါ့တော်တော်လေးဆန်ရှင်မှတ်တမ်းကောင်းကြီးလေတင်သွားပြီဒီရာသီကတော်တော်တော့တော်တော်တော့စိတ်ပြေဖို့ကောင်းတယ်တော်တော်စိတ်ပြေဖို့ကောင်းတယ်ဒီအသင်းကဘလို့အသင်းလဲတော့ကျွန်တော်လည်းမပြောတတ်တော့ကျွန်တော်လည်းမပြောတတ်တော့အနည်းဆုံးကတော့ဝက်ဆန်လိုအသင်းမျိုးကိုအနည်းဆုံး1စီးလောက်နဲ့ပြည်ပြည်2ဝန်းလောက်နဲ့ပြည်ပြည်နိုင်နေရမှာဒါပေမဲ့ကျွန်တော်ရှုံးနေရှုံးတဲ့နေရာကလည်း ultra combo ပဲရှုံးတာတခြားနေရာမှာရှုံးတာပေါ့ တော်လေးကိုရှက်ဖို့ကောင်းတယ်ပေါ့နော်ကစားမားတွေနဲ့လည်းသူတို့ဟာသူတို့မရှက်ကြဘူးလားမသိဘူးကျွန်တော်ကတော့ United fan ကြီးလုပ်နေပြီးတော့ဘယ်နေရာဘယ်လိုသွားပြီးတော့ဘယ်မျက်နှာနဲ့ဘယ်နေရာသွားမှန်းမသိတော့တော်တော်လေးလေးရှက်ဖို့ကောင်းတယ်ပေါ့နော်ဘယ်လိုပြောရမလဲဒီအတိတ်ကဗျာဟိုယူပါလိမှာကြာအရာအားလုံးကရှုံရှုံဝဝရှိနေပြီးတော့ကျွန်တော် Premier League မှာအကုန်လုံးကဘာလို့တိုင်ပတ်နေရလဲ Ruben Amorim နဲ့ဒီပွဲမှာ လူစုံတက်စုံထုတ်လာပြီးတော့အနိုင်ရဖို့အတွက်ကြိုးပမ်းခဲ့ရပရီးမီးယားလိမှာဒီလောက်ဆန်ရှင်ကောင်းမှတ်တမ်းကောင်းတွေရနိုင်တဲ့အတွက်အမော်ရင်ကလည်းဒီဆန်ရှင်ကြီးမလိုချင်တဲ့အတွက်သူပြောင်းလဲဖို့ကြိုးစားခဲ့တာအတန်းအတန်းမှာရှိတဲ့လူချင်းတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အကြောင်းအကုန်ပါတယ်လန်နီရူတို့ခန်းကြောင်မှာဆိုလို့ရှိရင်လည်းအကုန်ပါတယ်ဗျာမဇရာဝီတို့သိလားအကုန်ပါတယ်ကိုယ်ရင်ယူမှလည်းဒီခရက်စမေတို့တရားမှာပါတာတခုပဲအမန်ယူဥကာဒီနဲ့ဘရူဖနက်စ်ကိုတွဲပေးထားတယ်ရှေ့ကအာနယ်ရိုနဲ့ဘက်တန်ရိုနေရာမှာဆိုလို့ရှိရင် ဟိုဟာပေါ့လေမီဆန်မောင်းရေ ခွန်မာရွေးပါတယ်ဝမ်ဘက်ပိုဇီရှင်မှာတော့အာမက်ဒီယာလိုရေဒီဖက်ကဟယ်ရီအာမက်ရှိလူငစားမဆိုလို့ဟယ်ရီအာမက်ဒီယာဝင်ပါတယ်အဲတိုက်စစ်မှုကလည်းရက်စမန်ဝိုက်လန်ပြကျွန်တော်ယူပါလိမှာပွဲအဖြစ်ကိုပြောင်းလဲပြနိုင်ခဲ့ကစားမတွေအကုန်ပါလာတဲ့ဟိုမီဆန်မောင်းတို့အဲအာမက်ဒီယာလိုတို့ဒီဖက်ကဝမ်ဘူဟာပေါ့နော်လုတ်ရှိုးတို့လည်းပါတာပဲပါတာပဲလုတ်ရှိုးတို့လည်းပါတာဘာလို့လုံပြရတော့ ဘာလို့လုံးဖြစ်ရပါတော့ဒါယူပါလိမှာနိုင်ပွဲရရတယ်ရှုံးပွဲမရှိဆန်ရှင်ရောက်မှာယူပါလိကိုတက်ထားဒါတကယ်ဆန်ရင်ကောင်းမယ်ဒါနဲ့ပရီးမီးယားလိမှာဒီလောက်ကြီးရုံးမပေါက်သိမ်းဘူးညောဟုတ်တယ်မလားပရီးမီးယားလိမှာဒီလောက်ကြီးရုံးပေါက်နေကြကြောင်းမလို့ကျွန်တော်နှစ်ပေါင်း90အတွင်းအဆိုးရွားဆုံးဆန်ရှင်မှတ်တမ်းရင်းနဲ့ကျွန်တော်ကတော့နည်းနည်းတော့နည်းတော့များသွားပြီ ကျွန်တော်အမော်ရင်ကပြောသွားတယ်ပွဲပြီးမှာကျွန်တော်ပွဲစဉ်တိုင်းပွဲစဉ်တိုင်းကိုအနိုင်ရဖို့လူတွေယူပါလိမှာအနိုင်ရဒီလိုမျိုးဘလူးပဲဘလူးပဲကိုတက်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 မတက်တက်တက်ပရီးမီးယားလိမှာအရှင်ကြီးမကောင်းဆိုလို့ရှိရင်ကျွန်တော်ရှမ်ပီယံလိဝင်ပြီးတော့ကစားဖို့လည်းမထိုက်တန်ဘူးဟုတ်တယ်မလားအဲ့လိုမျိုးပြောသွားတာတကယ်ကြီးအမော်ရင်ကအနိုင်ရဖို့ဒီကစားမောက်ထည့်ကန်ခဲ့တာဒါပေမဲ့ဒီကောင်တွေမချက်တတ်ကြဘူးလားမသိဘူးဘာတွေဖြစ်နေလဲကျွန်တော်တို့ဒီဟွာဝိုတော့မှအနိုင်ရခဲ့တာဗျာဆိုတော့ကျွန်တော်တို့ Athletic Club ပြီးပါဦး စပိန်လာလီကမှာအဆင့်လေးရှိရတဲ့မင်းသူတို့ကတော့မဖိုးဝမ်းနေပါတယ်အကွမ်းမှာလုံးပလိုက်ဆိုတော့ဝက်ဆန်ကကြာတော့ဒူးစီနဲ့ရှုံတယ်ဒီတဲမ်းနဲ့ပတ်သက်ပြီးကျွန်တော်နားမလဲတော့ဘူးเนาะဆိုတော့ဘီဘာအိုကဝက်ဆန်တော့မကောင်းလို့လားဘာလို့လဲကန်ဆမေယိုတရားပဲမပါတာဒီမှာကျွန်တော်ဒီကကစားမှာကန်ဆမေယိုပဲမပါတာမကွမ်းရာတို့မဇရာဝီတို့အကုန်ထဲကန်တာပဲဆိုတော့ဘာမှမှားသွားဘူးလေဘောနော်ဘာတွေများကွာခြားသွားဘူးလေမင်းတို့ယူပါလိဖိုင်ရတဲ့အဲ့လောက်ဒီဖီးတဲ့နေရလားကျွန်တော်မေးချင်တာယူပါလိဖိုင်ရတဲ့ဘာလို့လို့မရဘူးဆိုတော့ မတူတဆစပါကိုရှုံးသွားခဲ့လို့ရှင်သွားပြီဒီကဒီကအဆင့်ဆက်ခွန်ကြီးနဲ့ယာစီတင်းပြီးတော့တန်းဆင်းဆုံးဘောကယာစီတင်းနေလို့ပါတော့ဟိုနောက်ထပ်ဆန်ရှိကြီးပါထက်ရအောင်ပါဆန်ရှိကောင်းမတန်ကောင်းထက်ရအောင်ပါကိုယ့်ကိုတည်တဲ့နေကိုယ့်ကိုသဘောပေါက်တဲ့နေဗျာဒီကအကူတွေကအခုလက်ရှိမှာအဆင့်ဆက်ခွန်ရောက်နေပြီအောက်မှာတန်းဆင်းရမယ့်တုံးတဲ့ပဲရှိရတယ်ဒီကအခုလက်ဆက်ခွန်နဲ့တိတ်မကွာတော့တမတ်ဘက်ကွာတယ်တော့နေအောင်စပါဆက်ခွန်ပါ စပါရောဘာလို့ကကိစ္စမရှိဘူးညီပွေစင်ချုံသွားတယ်ဆိုမျိုးသူတို့လူစုံထုံးမကန်ခဲ့ဘူးအတိအကစားမှမပါဘူးပြသူတို့မှလောက်ရှိအနာပီးထားတယ် EC ပဲသူတို့ credibility ကိုတူးချင်းချင်းချုံသွားတယ်ဒါပေမဲ့အများကြီး feeling ဖြစ်စီရမလို့ကိုရီမန်ချက်စတာယူနိုက်တက်ကကြာတော့နီးပြားနဲ့တိုက်တွန်းထားတယ်အနိုင်ရဖို့လူတွေဒီကစားမှတွေဘာလို့အနိုင်မရကြအနိုင်ရအောင်မကန်နိုင်ကြရလဲ fire တက်တဲ့ရောက်လာလို့ရှိရင်ဘာမှမလုပ်တတ်တော့လောင်းမိုးတွေပြီးတယ်အဆင်မပြေဘူး ပြီးလို့ရှိရင်ခေါင်းတိုက်မဲ့လူကမရှိဘူး so rest my watch လို့ရအခွင့်အရေးရတယ်နောက်ဆုံးတစ်လုံးကတော့ထားပါအောင်တော့ဝိဓမာကောင်းလို့ပါညာဒါပေမဲ့အဆင်မပြေဘူးလေဗျာဒီတော့အခွင့်အရေးရတာသင်တို့ကတော့ရမှာပေါ့ဟုတ်တယ်တတော်ဆူဆူဝါပဲကျွန်တော်တို့ပြောတော့ပရီးမီးယားလိမှာကျွန်တော်တို့ legendary 36ပွဲကန်ထားတယ်ပြောင်းကွာလင်းတဲ့နှစ်ပွဲရတယ် ယူပါလိကိုကြာတော့ကျွန်တော်၁၄ပွဲပဲကန်တယ်လက်ရှိတန်ကို35ကိုရတယ်ပါရီမီယာကွာချိုင်းလို့ပြောပေါ့နော်ဒီတင်းကပရီးမီယာလိနဲ့ယူပါလိကိုဘာလို့လာလိခွဲခြားလို့ကန်နေရလဲကျွန်တော်နားမလည်တော့ဘူးရူဘန်မော်ရင်ကတော့လူစားလေးရဲ့ဒီထက်ထက်ထဲတော့ငဲ့တဲ့ဟာတွေရှိတယ်လူစင်းပြည်ဆောင်ရဲ့ကွတ်ထိုးလော်ရီလို့ပြောအောင်ပေါ့နော်ကျွန်တော်တို့နားပြီးကြတယ်ဆိုခက်စမီတယောက်လောက်ပဲရှိရတယ်ကျန်တဲ့လူတွေကုန်ဝင်ကစားရတဲ့အတိုင်းနဲ့နိုင်ရကြပြီလားဆိုတော့ ကျွန်တော် athletic leg ကပဲဝက်ဆန်းထဲပိုကောင်းတယ်လို့မှတ်ရပါဘောเนาะရှားထွေယူလို့မရှိဘူးဆိုတော့ကျွန်တော်ကစားမားတွေနဲ့ဒီနေ့ပွဲစဉ်မှာဘူကန်တဲ့အချိန်နဲ့ဆက်ရရလားဘူပေါက်တဲ့တာ၅ချိန်ရှိတယ်ဘုံမမရအောင်ဆိုတော့အပိုင်းခွင့်ရည်လွယ်ပြီအဲဒီကဘာလို့ရကြတောင်ကြီးချင်းနေရတာလဲဘောเนาะတော်တော်လေးတော့ဆူဆူရောပါပဲကျွန်တော် premier league မှာလက်ခံနိုင်ကြတော့ဘာအကြောင်းမှမရှိဘူး ျွန်တော်ဝက်ဆန်းဟိုတော့မနိုင်တာနောက်ထပ်ပရီးမီယာလိဘိုးကြီးဘာဘာကြီးပြောလဲလို့ရအောင်ပါလိ UI ရှိတယ်ကျွန်တော်ရှယ်ရှင်းကြံမယ်ကျွန်တော်ပြန်ကြံမယ်ဘယ်ဘွဲကိုသွားပြီးတော့ညွှန်လဲပြီးတော့ဘယ်လိုသွားကြည့်ရမလဲကြည့်နေပရိသတ်တွေလည်းနည်းနည်းအားနာပါအောင်ပါဒီမင်းကဟုတ်ဟုတ်ကမဟုတ်တော့ဟုတ်ဝဆန်းဝရမနိုင်ရလက်ရှိရှေးစီးရအက်စတန်ဗီယာကိုပြန်သွားကြအောင်ဒီရှင်းနဲ့ဘလို့သွားကြအောင်လို့စဉ်းစားလို့မရဘူးနော်တော့ညီတို့လေး ဒီကအမြင်ကိုလည်းရှင်းပြရအောင်ဒါပွဲပြီးမှပြောစရာကြီးကတော့ဒါပဲပေါ့နော်ဟောကျွန်တော်တို့လောင်းဘိုးတွေနဲ့တင်တယ်မနိုင်ဘူးဖိုင်တက်တဲ့ရောက်လို့ရှိရင်ဘာမှမလုပ်နိုင်ဘူးပြီးလို့ရှိရင်တိုက်စစ်မှုတွေရင်းလည်းအခွင့်အရေးရတယ် restaurant ဝါရန်တရားတွေတော့အခွင့်အရေးနဲ့ကျင်းရရတယ်ဒါလည်းဒါလည်းကူးမွန်ချက်စားမှလည်းအခွင့်အရေးရတယ်ဒါလည်းကူးမွန်လောက်ပါလားဒီ athletic club တို့ပေါ့နော်ကစားရုံမှာပွဲစဉ်ဘူးရီထက်လက်ကွာကြည့်ကြရပါဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဟို မှမကြည့်ခဲ့ပါဘူးကျွန်တော်တို့ပရီးမီးယားလိမှာထပ်ပြီးရှုံးသွားတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့လည်းငါတို့အချိန်တိုင်းပရိသတ်တွေကလာကြည့်မှာပါကွာဘာမှမပြောဘူးကွာဒီလိုနဲ့ထင်ကြတာမသိဘူးအားလုံးကဘာလို့ဖြစ်နေတက်ထားတာလဲစပါးနဲ့ကစားမယ်စပါးနဲ့တွေးတဲ့အချိန်မှာဒီရဒီမှာ၃ချိန်တွေးပြီးတော့၃ချိန်တိုင်းရှုံးတာအကျယ်ပါတော့ဘာမှတေးကြရအောင်မရှိတော့ ိုင်းနေမှာဖလားမရလို့ရှိရင်ဒီမှတ်တမ်းကြီးကအရင်လာနေတော့မှာပရီးမီးယားလေးမှာကျွန်တော်တို့ဆက်ဆက်ကောင်းတဲ့ຢာကြီးတိုင်းနေလို့ပါဘူး။ဆောက်အမြင်လေးကိုဆွေးရကြပါအောင်။ဒါကတော့ပွဲပြီးမှပြောစီရလေးယူလို့ဒီကြီးရွာပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်။ Subscribe လို့ရောက်တောင်းဆိုပါတယ်။အားလုံးစီးပါ။